ချိရတဲ့ဇနီးလောင်းလေးဆွေဖေးတစင်းရဲ့လက်တစုံကိုတဘောအလုံးစာမလွတ်တော့ပဲတစ္ဆာရှိရှိလက်တွဲသွားပါမယ်လို့တစ္ဆာဆိုပြောကြားလာခဲ့တဲ့တယောက်ဆောင်ဟိဝင်ရန်မင်္ဂလာပါပရိသတ်ကြီးရှင်တယောက်ဆောင်ဟိဝင်ရန်နဲ့ဆွေဖေးတစင်းတို့ဇုံတွဲလေးကတော့လာမယ့်နိုဝင်ဘာလအတွင်းမှာခန္ဓာကြီးကျယ်တဲ့မင်္ဂလာအိတ်ခံပွဲ၅ပွဲတိတိကိုကျင်းပပြုလုပ်ပြီးနှစ်ယောက်တဘောဝထူထောင်တော့မှာပဲဖြစ်ပါတယ် ငယ်စဉ်အတွဲလေးတွေအဖြစ်ပြိသက်တွေကသဘောတူခဲ့ကြရပြီး6နှစ်ကျော်ကြာချစ်သူရေးစားတွေအဖြစ်လက်တွဲလာခဲ့ကြကအခုဆိုရင်တော့တရားကိုတရားနားလည်ဆုံးအချိန်တွေကိုရောက်ရှိလာပြီးဖြစ်တာကြောင့်တဘောအလုံးလက်တွဲပွဲအတွက်ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ဟင်းဝေးရန်ဟာအခြေအနေနဲ့ပတ်သက်ပြီးနာမည်ပြက်ရှိခဲ့ဖို့ပဲမယ်သူဘဝအတွက်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးတဲ့နောက်မိမကောင်းပီတာပြီးနာမည်ပြက်မရှိတဲ့လိမ္မာရင်ကျေးတဲ့ဇနီးကောင်းလေးကိုရရှိခဲ့ကောင်သူဘဝအတွက်ကံကောင်းဆုံးတွေကိုပိုင်ဆိုင်ရတော့မယ်လို့ယုံကြည်လျက်ရှိတာလည်းဖြစ်ပါတယ်ဟင်းဝေးရန်ဟာအခြေအနေနဲ့ပတ်သက်ပြီးလမ်းမကိုရောက်ခဲ့ဖို့ဝင်မယ်။အခုရရှိခဲ့တဲ့အခြေအနေကတော့သူ့ဘဝအတွက်အပြည့်စုံဆုံးဖြစ်တယ်လို့လဲဆိုလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မလို့လေဆိုပြည့်အပေါ်မှာအသေးမွားလေးကအစာအစာစရာရာဂရုစိုက်ပေးလျက်ရှိပြီးဆိုပြည့်တဘွားလုံးစာကိုတာဝန်ယူပြီးအေးချမ်းစွာနဲ့လက်တွဲသွားမယ်လို့ဆိုလာခဲ့တာလည်းဖြစ်ပါတယ် ဆွေပြေသင်းဟာဟိဝိယန်နဲ့ချစ်သူမဖြစ်ခင် ကာလကလေးကသူမရဲ့အိမ်မက်ဟာမင်းသားမင်းသမီးတွေလိုပဲ Husky ရီးစီးပြီးတော့ Pre-wedding ဓာတ်ပုံတွေရိုက်ချင်ခဲ့တဲ့ဆိုတဲ့ဆန္ဒကိုပြောဆိုခဲ့ပူတာဖြစ်ပြီးအဆိုပါအကြောင်းအရာလေးကိုမှတ်ထားခဲ့ကဟိဝိယန်ကတော့အခုလိုလက်ထပ်တော့မဲ့အချိန်မှာအဆဆရရဖြစ်စည်းပြီးနေခဲ့တာလည်းဖြစ်ပါတယ်ဒါအပြင်ဟိဝိယန်ကသူ့ဘဝတစ်လျှောက်လုံးစာအတွက်ဆိုပြည့်ရဲ့လက်တစုံကိုတောင်တဘဝလုံးလက်တွဲသွားမှဖြစ်တဲ့ဆိုတဲ့အကြောင်းကိုလည်းတိစ္ဆာဆိုပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ တယောက်ဆောင်ဟင်းဝေးရန်က I promise to hold your hand through all of life's journey ဆိုပြီးတော့သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဆိုပြတယောက်တည်းကိုသာသူ့တဘဝလုံးစာအတွက်ရွေးချယ်လက်တွဲဖို့အတွက်ဂရီးသစ္စာပြုပါတယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်။